်မြန်ပြည်နယ်မြောက်ပိုင်းမှာစစ်ပညာတွေတင်ယူပြီးတော့တိုက်ပွဲတွေမှာဝင်ရောက်ပေါဝင်လက်နက်တွေရယူခဲ့ပြီးနောက်မှာတော့ကျွန်တော်တို့ရဲ့ PDF လူငယ်တွေအကုန်လုံးဟာအညာမျိုးကိုပြန်လာကြပြီဖြစ်ပါတယ်။အားလုံးပဲအညာမျိုးပြန်ဝင်လာတဲ့ PDF တွေကိုကြိုဆိုလိုက်ကြပါဦးဗျာ။ an adjective. I got to a better against people who it. being negative when you should be getting after it. I got facts over facts over tracks. This and that, spitting slow, speaking fast. I can roast, I can gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness, hilarious. You think you're worth my time? You're delirious, mysterious. Because you are behind the fake exterior, inferior. You know I'll always be a bit superior. Get off of me. This ain't no hum. can say them back. I want you to feel free from the chains at last. And to believe in what you got, it was built to last. Yeah. Now that I've been put through hell, I never got anyone's help. I had to do it all myself. 你别老白讲讲，那不如我一我都没有白试试，不如我奶奶这里白白晒白晒。<coughs> ။ရှင်နီးပြူပါလေဘလောက်ပဲကောင်းပါစေ။ပြည်သူနှလုံးကိုမလစ်မသိမ့်ချုံလို့ရှိရင်ပြည်သူတွေရဲ့ထောက်ခံအားပေးမှုမရဘူးဆိုလို့ရှိရင်ပြည်သူတွေရဲ့အင်အားကိုမလေးစားဘူးဆိုရင်ကဲမပူလူတရားကတော့သိပါပြီအခုတော့သူတို့ရဲ့ဘာစစ်တက်ကိုထောက်ခံတာဘောမတွေကလွယ်ပြီးဘယ်သူမှမရှိဘူးဆိုတာသူသိနေဖြစ်ပါတယ်ပြည်သူတွေရဲ့ထောက်ခံမှုမရဘူးဆိုတာကတော့အရင်တုန်းကတော့သူတို့မှပြည်သူတွေရဲ့ထောက်ခံပါတယ်ဆိုပြီးတော့အားကျိုးမှန်တဲ့ပြောနေမိမယ်လေအခုနောက်ပိုင်းမှာတော့သိရှိနေဖြစ်ပါတယ် စစ်ပွဲမှာဒါသာလဲကြည်လှန်လဲခွေအဲ့ဆိုတာရှုံးနေရရဲ့လို့ပြောတာတော့ဒီစစ်မှုထမ်းဥဒေနဲ့ပတ်သက်ပြီးတော့ပြည်သူနှလုံးကိုတိမ်ကြုံနိုင်လို့ရှိရင်ပြည်သူရဲ့အင်အားကိုရလိမ့်မယ်အခုပုံတိုင်းဆက်သွားမယ်ဆိုရင်တော့ဓာသွားလဲကြွေပြီးတော့လှန်လဲခွေရလိမ့်မယ်လူပြုံးစစ်ရှုံးဆိုတဲ့ဘဝမျိုးကိုရောက်ရလိမ့်မယ် ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြက် Revolution Region Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးတွေ reaction မလုပ်သွားပြီးခင်မှာတော့ယနေ့ February 14ရက်နေ့အောက်ကြာနေ့ရဲ့မနက်ပိုင်းထီအောင်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့စစ်ကောင်စီကနေပြီးတော့တရက်တွင်းဒေသုံးမှုစီးရင်မှာတော့သခိုင်းတိုင်းကလေးမျိုးတွေမှာတော့ရေတွက်လို့မရတဲ့အထိအသေးများပါတယ်။အကွေးတိုင်းရေစကြိုမျိုးတွေမှာတော့ဆဲကောင်းအကွေးတိုင်း၆မျိုးတွေမှာ၄ကောင်းအကွေးတိုင်းတဲကောင်းမျိုးတွေမှာ၁ကောင်းတီးတီးတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။သတင်းပုံအနေနဲ့ကတော့ ဘူကျောင်းဆန်းနဲ့ဦးကျင်မီရဲ့မွေးနေ့ထိမ်းမဖြစ်ရန်ကုန်မြို့မှာတော့ဘူကျောင်းဆန်းပုံပါငွေဆက်ကူများပေါ်၌၎င်းတို့ပြောကြခဲ့တဲ့စကားများရေးသားဖြန့်ဝေတဲ့လှုပ်ရှားမှုများပြုလုပ်ခဲ့ပါတယ်။ဘူကျူပြောခဲ့တဲ့အာနာဟာဥပဒေထက်မှရှိနေရင်ဒီနိုင်ငံဟာမွေးနေအောင်မှာပဲ။တိုင်းပြည်ထက်မှအာနာရှိနေရင်ဒီတိုင်းပြည်ဟာအမှောင်ကျနေအောင်မှာပဲဆိုတဲ့စကားတွေနဲ့ကျန်တာကတော့ကိုကျင်မီပြောခဲ့တဲ့စကားတွေပါဟုလှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေကပြောထားတာတွေ့ရှိရပါတယ်။ရင်းလှုပ်ရှားမှုကိုတော့ ရန်ကုန်တော်လိုင်းအင်အားစုများနဲ့ကျောင်းသားလူငယ်များက YBS အပေါင်းဝင်ဈေးများနဲ့ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကပြည်သူနဲ့တသားတည်းရန်ကုန်မှာရှိနေပါတယ်ဆိုတာကိုပြောနေတာဖြစ်ပါတယ်။ရန်ကုန်မှာပြန်ဆောင်ကြမယ်နေ့ကိုအကြခင်မှာပြုတ်ကြမှာဖြစ်ပါတယ်လို့အဲထုတ်ဖော်ပြောကြခဲ့တွေ့ရှိရပြီးဖေဖော်ဝါရီ13ရက်ကဗိုလ်ချုပ်အောင်ဆိုင်ရဲ့132ပြည့်မွေးနေ့ဖြစ်ပြီးရှစ်ဆယ့်ချီကျောင်းသားကောင်းသောဦးဂျင်မီရဲ့82ပြည့်မွေးနေ့လည်းဖြစ်တာကိုတွေ့ရှိရပါတယ်။ မျိုးမျိုးသောတော်လှန်ရေးကိုပြုလုပ်နေရဖြစ်ပါတယ်။ခုလိုပဲရန်ကုန်မြို့မှာဒီလောက်ထိစစ်ကောင်စီကတင်းကျပ်ထားရင်ပဲလေရတဲ့အခွင့်အရေးကိုရတယ်လို့တုံ့ချပြီးလူငယ်တွေလုံနေတာကတော့တကယ်ကိုအားတက်စရာတစ်ခုပါပဲ။ဆက်တရင်တို့မှာတော့ CNLA ထိန်းချုပ်ထားတဲ့တောင်မဲမြို့မှာလဲဘိုကျော်အောင်ဆန်းမွေးနေပွဲကိုကျင်းပခဲ့ကြပါတယ်။တောင်တမတော် TNLA ထိန်းချုပ်ဒေသရှမ်းပြည်မြောက်ပိုင်းတောင်မဲမြို့မှာတော့ P5 73ရက်မှာကြာရောက်တဲ့ဘိုကျော်အောင်ဆန်းမွေးနေ့ဖြစ်ပဲပြုတ်နေနံပြားကျွေးခဲ့ကြပါတယ်။တောင်မဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဦးဆောင်ပြီးဘိုကျော်အောင်ဆန်းမွေးနေ့ပွဲထိမ်းမှတ်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြို့ကံများကိုပြည်သူ့ကာကွယ်ရေးရဲဘော်များကပဲပြုံနဲ့နံပြလိုက်လံကျွေးခဲ့ပြီးတောင်မဲမြို့ကိုတီအန်လေဦးဆောင်မှုနဲ့အတူပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကတစ်တုံညာနှစ်ကုန်စစ်ဆင်ရေးအပိုင်းနှစ်မှာတည်ယူခဲ့ခြင်းဖြစ်ပါတယ်။ဘူဂျုံဆန်မွေးနေ့ဖြစ်ပဲပြုံနံပြကျွေးသည့်အစီအစဉ်ကိုတော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ဒေသများအနေနဲ့မြို့နယ်အချို့မှာလည်းပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့မန္တလေးတိုင်းမြောက်ဦးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေပါတယ်။မြောက်ဦးမြို့နယ်ကပကံမြို့တရဲ့အရှိဘက်တောင်ဘက်ကနေတောက်ပြင်ကန်နဲ့ဂျိုးကန်ကြေးရွာနီးမှာတိုက်ပွဲဖြစ်ပွားနေပြီး 9နှစ်လောက်ခရဲကစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတာလို့ဒေသခံတွေကပြောပါတယ်။ဒုကန်ရွာကိုမင်းညကစစ်ကြောင်းဝင်ပြီးတဲ့နောက်တိုက်ပွဲဖြစ်တာဖြစ်လို့လေရင်ကျဲတာတွေလည်းမိဂိုးလုံးတွေမှာမြင်နေရတယ်လို့လည်းဒေသခံတအူးကပြောထားပါတယ်။ဒီနေနဲ့ကတော့တိုက်ပွဲဖြစ်ပြီဆိုရင်ဘလူမျိုးပဲဖြစ်ဖြစ်ဘုံကျဲမှာတော့သေချာပါပဲ။ဒါကြောင့်မတို့တွေဟာမန္တလေးမှာပဲရှိတယ်။မတို့တွေကရန်ကုန်မှာပဲရှိတယ်ဆိုပြီးတော့စစ်ကောင်စီဘုံမကျဲဘူးလို့မထင်ပါနဲ့။မင်းအောင်လိုင်းအင်းဒီနဲ့ကတော့ဘယ်နေရာမှမစုဘုံကျဲဖို့အတွက်သူ့တို့ကတော့ဘလူရဲစရာကြောက်မရှိဘူးဆိုတာသေချာတစ်ခုပါပဲ။ လယ်မြိုင်မြို့အထင်ကြီးအနေရများတွင်လဲမုံလူငယ်တို့ကကျမ်းပတ်စေကောင်းဆောင်မင်းအောင်လိုင်ကိုအာနာစန့်ကျင်သောစာသားဖြင့်လုံခြုံရေးတင်းကျပ်နေသည့်ကြားမှာဆန္ဒပြလှူရှားကြကြောင်းသိရှိရပါသည်။အန္တလီမြို့26လမ်းနှင့်ဒေးချိုနိုင်စင်နာစင်ကြီးနှကောင်ရှိမှလဲ Voice of Mandalay ကမင်းအောင်လိုင်ကို MAL လို့တွေးတူဖြင့်စာရေးသားခဲ့ပြီးတော်လိုင်းရေးစာရေးမြောက်ကိုကြဲချကနေရန်များနိုင်လဲပြည်တယံအတွက်ကက်ခဲကြောင်းလဲသိရှိရပါသည်။နောက်ထပ်သတင်းတို့မှာတော့ဘိုးတိုင်းတဲကုန်းမြို့နယ်မှာ PDF တပ်ဖွဲ့များ၏တရင်ကိုလိုက်လံစုံစမ်းနေသည့် အောင်ပြုံးခေါ်ဘာငယ်ပြုံးကိုပြစ်ခဲ့တိုက်ခဲ့ရမှာဒီဆုံးခဲ့ကြောင်း363တိတရင်စစ်ထောက်လမ်းရင်းနဲ့တင်းပြန်ကြရေးဘက်ကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။တေကုံမျိုးနဲ့ရက်ကွက်နှစ်အာဇာကီဝတ်တိအမှတ်၄၀စူနာမှုနီလမ်းမှာနေထိုင်သောမောင်ပြုံးခေါ်ဒါငယ်ပြုံးသည်ဓာသွေးကြောက်ရရှိ၎င်းရောက်ခမနေရင်ရောက်တွင်တော်လိုင်းရဲဘော်များကပိတ်ဆို့ဖမ်းဆီးစဉ်မှာဥက္ကံထပြေးတာကြောင့်ပြစ်ခဲ့ဖမ်းဆီးခဲ့ပြီးအနက်ကြီး၄ချက်ထိမှန်ပြီးဒီဆုံးခဲ့ကြောင်းလည်းသိရပါတယ်။တက်ခဲတိုက်တဲ့တပီရီကတက်ခဲအကုန်လုံးရှင်းမယ်လို့ဖြည့်ကျွေးခဲ့သူတယောက်ဖြစ်ပြီးတော့လက်ရှိမှာတော့ ူဟိကျွေးထားခဲ့တဲ့ PDF တွေရပဲသူ့ကိုအခုဆိုရင်တော့ရောက်ပို့လိုက်ပြီဖြစ်ပါတယ်အဲဒါကြောင့် PDF တွေကိုစိန်ခေါ်တဲ့လူတွေအားလုံးကတော့တဝူးမကြမ်းနေနဲ့အမြန်သွားမယ်လမ်းကတလန်းနဲ့ရှိတာကတော့အားလုံးသိဖို့လိုအပ်ပါတယ်အဆုံးသွားတဲ့ဒါငက်ပြုံးသည်သူစောတီအပတ်စဉ်ကြည့်တင်တန်းကိုအင်းမခမရငါတရင်တက်မှာ14ရက်ကြာတက်ရောက်ခဲ့သူဖြစ်ပြီး၎င်းနှင့်အတူတဲကုန်းမြို့နယ်ရက်ွက်1နှစ်3လတို့မှအင်းအား90ဦးခန့်ပါတက်ရောက်ခဲ့ကြောင်း ထို့ပြင်ဓာငယ်ပြုံးသည့်မြို့ပေါ်တွင်တော်တဲ့မှာမကျန်တော်လိုင်းတစ်ဖွဲ့များ၏လှုပ်ရှားမှုသတင်းများကိုထောက်လှမ်းပြီးတက်မ66လက်အောက်ကန်အင်းမခမရငါတရင်တဲ့သတင်းပေးဖို့နေသူဖြစ်ပြီးပြည်သူများကိုလည်းဖမ်းဆီးမှုများပြုလုပ်နေကြောင်း PKI ပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တရင်တက်ခွဲတက်မတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဒီဆုံးသွားသူဒမ်မီမူချမ်မယူစော့ဒီဝုဆုံတစုံယူစော့ဒီအုပ်ထုတ်တစ်လုံးကြီကွန်များလည်းတင်းစီရရှိကြောင်းသိရှိရပါသည်။ဒေါ်ပုံမျိုးကဖြစ်စစ်တကူဖြစ်ပါသည်။ပြည်သူတွေအနေနဲ့ဘလောက်ထိစစ်တပ်ကတောက်တိုင်တွေကိုမုံတီးနေလဲဆိုရင်တော့ ီဖြစ်စဉ်ကတကယ်ကိုပဲတသက်တကူပါပဲအလုံးဝလှုပ်လို့မရတော့တာညင်နေကြရင်ပဲလှုပ်လို့ရတာနဲ့လှုပ်မဲ့အနေထားတကူကလည်းတကယ်ကိုပဲမြင်နေရတာဖြစ်ပါတယ်ဆက်ရှင်နေပေါ့နော်ဆက်ရှင်နေပြေးပြီးမပြီးပေါ့ဗျာအဲ့ဒါမျိုးဟိုလူစင်းကောက်တာပေါ့စင်းကောက်တဲ့အဲစင်းကောက်တဲ့ကိစ္စပေါ့နော်ဆက်ရှင်နေအိမ်မှာဆက်ရှင်နေပြည့်တဲ့လူဘယ်ယောက်ရှိလဲဆိုရယ်စင်းကောက်တဲ့အဖွဲ့အဲအဲစင်းကောက်တဲ့အဖွဲ့တဘောကတော့ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ အခုနောက်ပိုင်းပြန်ပြီးရွေးကောက်ပွဲအတွက်တချို့ကိစ္စလေးတွေကြိုတင်ပြင်ဆင်တဲ့သဘောမျိုးနဲ့ကျေးရွာဒေသရက်ွက်တွေအသီးသီးမှာတို့တော့တချို့ဟိုလူတွေလွတ်လွတ်ပြီးတော့စီးရင်ကောက်တဲ့သဘောမျိုးလုပ်တာပေါ့နော်အိမ်မှာ blue section နဲ့ဘယ်လောက်ရှိလဲဆိုအဲ့လိုသွားတဲ့အဖွဲ့လေးရှိတယ်အဲ့ဒီအဖွဲ့ကအဲ့ဒီအဖွဲ့ကဒီကနေ့နော်ဒီအဲ့ဒီအဖွဲ့ကဒီကနေ့အမ်တော့ဘုံမျိုးနဲ့ကြီးစုရက်ွက်ဓမ္မရိပ်သာလမ်းတွေအတွင်းမှာအဲ့ဒီထဲမှာသူကဒီသွားပြီးတော့စီးရင်ကောက်ဖို့စီးရင်ကောက်ဖို့ကြိုးစားတာအဲ့ဒီအဖွဲ့စီးရင်ကောက်ဖို့ပြင်ဆင်ကြိုးစားနေတဲ့အချိန်မှာပဲအမျိုးသားတစ်ယောက်က င်းထွက်လာပြီးတော့လာပြီးတော့တက်စီနဲ့ပြစ်ပတ်ပြီးတော့မီးရှို့ပြီးတော့အဲ့ဒီအောက်တဲ့သူကိုယ်ကိုတက်စီနဲ့ပြစ်ပြစ်ပတ်ပြီးတော့တက်စီနဲ့ပတ်ပြီးတော့မီးနဲ့ရှို့တာမီးနဲ့ပြစ်ရှို့လိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ဒီနေ့ဖြစ်တာဒီကနေ့နေ့လေတနားကြီးကျော်တော့ကဖြစ်သွားတာတော့ဘုံမျိုးနဲ့ကြီးစုရက်ကွက်မှာဖြစ်တာနော်ဆိုတော့ဖြစ်စဉ်ရှင်းတယ်နော်ပြီးသူဆိုတာဒါပဲမင်းတို့မလို့ရှင်တို့ကြည်နေတာနည်းနည်းတရားလွန်လာရင်တော့မင်းတို့ကောင်တို့ကြိတ်မှာအဲ့ဒီကတော့ကျွန်တော်တို့ဒီမှာဟိုကတော့ရှိပါပြီသတင်းချက်လက်တော်တော်များတော့ရှိနေပါပြီဆိုတော့ ကျွန်တော်နာမည်လေးတွေပဲတန်ရွတ်ပြပါမယ်နော်ဆိုတော့အာဒေါဘုံမြို့နယ်ဒေါဘုံမြို့နယ်ပေါ့နော်ဒေါဘုံမြို့နယ်ဒီကျေးဇူးရပ်ကွက်ဒေါဘုံမြေစခန်းရဲ့မြောက်ဖက်သုံးဖာလုံးမှာရှိတဲ့ဒီဒေါဘုံမြို့နယ်ဓမ္မယုဒ္ဓလမ်းသွဲနော်ဓမ္မယုဒ္ဓလမ်းသွဲအမှတ်429တိုက်ရှိသပွဲကုန်းသားမှာနော်အိမ်တော်စုစီးရင်လေးတွေစုပြီးတော့အသက်16နှစ်ပြည့်စီးရင်ဘယ်လောက်ရှိလဲဆိုတော့ကောက်တယ်စီးရင်ကောက်တယ်ဒါတောင်ဒါမဲ့ရွေးကောက်ပွဲအတွက်ကိုဒါကြိုတင်ပြင်ဆင်မှုလို့ကျွန်တော်တို့ကောက်ချက်ချတယ်ပေါ့နော်အဲ့အဲ့ဒီအတွက်ကောက်တဲ့အဖွဲ့ပေါ့နော်စုစည်းပြီးတော့သွားစီးရင်တိုက်ဆိုင်စစ်ဆေးမှုလုပ်နေတဲ့အသက်52နှစ်ပြည့်ဦးအောင်မိုးနော် အဲသူသူသူကသူကယာယီမှုပေါ့နော်နောက်တစ်ခုကဂျီစုရောက်ကတော့ဘုံမျိုးနဲ့မှာနေတိုင်းတော်နင်းတီရာအသက်58နှစ်နော်နောက်တစ်ယောက်ကကျတော့အဲသူကစိန်မှုပေါ့နောက်နောက်တစ်ယောက်ကျတော့အမတ်အဲနောက်တစ်ယောက်ကျတော့ဘုံမျိုးနဲ့ဂျီစုရောက်ကမှာပဲနေတယ်မဆန်းဝေကျော်အသက်18နှစ်သူတို့သုံးယောက်သုံးယောက်ပါတဲ့အဖွဲ့ပဲနော်သူတို့တွေကသူတို့တွေကနေပြီးတော့နော်သူတို့သုံးယောက်ကနေပြီးတော့အဲ့ဒီမှာခုနကျွန်တော်ပြောတဲ့ဓမ္မိုက်တာလမ်းသွဲအမတ်429တိုက်ရှိအိမ်မှာသူကထိုင်ပြီးတော့စာရွက်စာတိုင်းနဲ့စစ်ပြီးတော့စစ်နေတဲ့အခြေသူတို့တိုက်တဲ့အနီးကနာမရှိတဲ့အိမ်မက်430မှာနေတဲ့နော် ဥတ္တမောင်စော ခေါ်ဖိုးစော50တန်းနဲ့အိုက်ပုတ်ကောနော် အိုက်ပုတ်ကောနေပြီးတော့ရုတ်တရက်ထွက်လာပြီးတော့ဓာတ်စီနဲ့ပတ်ပြီးတော့မီးရှို့ပြီးထွက်ပြေးသွားတယ်တဲ့ပြီးဆိုတော့ထွက်ပြေးသွားတော့ထွက်ပြေးသွားတော့ဖြစ်သွားလဲဆိုတော့အဲ့ဒီကုန်း3ရောက်လုံးမှာမီးလောင်ထိုင်ရဖြစ်ကုန်တယ်ပြီးတော့သူတို့ရဲ့ service line လို့ကလို့မီးလောင်သွားတယ်ဆိုတော့ဟိုဒီမှတ်တမ်းထဲမှာတော့ဘယ်လိုရဲမှတ်တမ်းချုပ်မှာတော့တွေ့ရတာပေါ့နော်ဒရင်တွေထွက်ပေါ်လာတဲ့ဒရင်ရက်ွက်တဲ့ဒရင်တွေမှာတော့ဘယ်လိုထွက်လာလဲဆိုတော့အဲ့ဒီကုန်းကဒီမီးရှို့တဲ့ဥတင်မောင်စောဆိုတဲ့ပုဂ္ဂိုလ်ကအယက်မူးနေပါတယ်လို့ပြောတယ် အယက်မူးနေပါတယ်လို့အယက်မူးပြီးလောက်တာပါဆိုလူတယောက်ကအယက်မူးပြီးတော့အယက်မူးပြီးတော်တော်မူးပြီးတော့ပလင်းကင်ပြီးတော့ဓာတ်စီလောင်းလူသောကိုဆင်အောင်လောင်းပြီးတော့မီးရှို့ဖို့ဆိုတာခင်ဗျာအယက်တော်တော်မူးလာဖြစ်နိုင်ပါမလားမူးလို့ဆိုဖြစ်နိုင်ပါမလားပေါ့နော်တော်တော်စဉ်းစားကြရတော့ကောင်းတယ်အဲ့တော့အယက်မူးပြီးမီးရှို့ပါတယ်ဆိုပြောတယ်ရဲတွေရတယ်သူသူရှို့မှဆိုလို့ကြောက်လို့ဘောဟာတွေ့လိုက်ပြီးတော့အဲ့တော့ချွတ်လိုက်တော့ဘာဖြစ်လဲဆိုတော့စားစားနေလို့မီးလောင်ကျွမ်းသွားတယ်အဲ့မှာဥအောင်မိုးဆိုတဲ့ခုနတယောက်ကတော့အသက်50နှစ်နဲ့ပြည့်ဥအောင်မိုးမှာတော့ဥကောင်းနဲ့မျက်နှာပြင်နောက်ကျော ညာဘယ်ဘယ်ညာလက်တွေနှစ်ဖက်သလုံးတွေရဘက်ခြေတော့မီလောင်တန်ရတွေဖြစ်ရပါတယ်ဒေါ်နင်းတီတာနော်ဘယ်ဘက်လက်ဘယ်ဘက်မျက်နှာတစ်ချမ်းရင်ဘက်ရဘက်ဒူးအောင်ပိုင်းနောက်ကျောပြင်မီလောင်တန်ရရပါတယ်မဆန်းဝေကျော်အသက်18နှစ်ပဲရှိသေးတယ်မဆန်းဝေကျော်မှာလည်းရဘက်လက်ခေါအောင်ပိုင်းဘယ်ညာခြေတော့တွေနှစ်ဖက်နဲ့ရဘက်ခါမှာမီလောင်တန်ရအသေးရရှိတယ်အဲအဲ့ဒါကြောင့်မို့သူအမဒီ pride အကူကြီးဖွဲ့ရယူမှုကူကြီးဖွဲ့ရအချင်းချင်းရောက်သိမ့်ကြောက်တရင်ကြရတယ်ရောက်လာပြီးတော့သူတို့ကိုသူတို့လိုက်ပြီးတော့ဆေးရုံကိုပို့ပေးလိုက်တယ်ဆေးရုံပို့ပေးလိုက်တယ်ပို့ပေးပြီးတော့ပို့ပေးပြီးတော့အဲ့ဒီကုန်းက မီးရှို့တဲ့ဓာတ်ဆီနယ်လောင်းဓာတ်ဆီနယ်လောင်းမီးရှို့ခဲ့တဲ့တင်မောင်စော်ဆိုတဲ့ပုဂ္ဂိုလ်ကိုအေးအေးယူပေးဖို့ဆိုပြီးတော့ဒါကြီစု ရက်ွက်အုပ်ချုပ်မှုကနေပြီးတော့ဒါရဲစခန်းမှာတရားလုပ်လို့တရားလုပ်ပြုလုပ်ပြီးတိုင်တန်းခဲ့တယ်လို့ပြည်သူတွေရဲ့အင်ဘတ်ထဲမှာရှိတဲ့အမှန်တရားတွေပဲမင်းတို့ကောင်းတွေကိုလှုပ်ချင်လို့နောက်တစ်ခါကလှုပ်ဖို့အခွင့်မသာသေးလို့ကြည်နေတာအခွင့်သာတဲ့နေချိုင်တော့မင်းတို့တွေဒုံခံမှာသေကြပဲမင်းတို့ဘောမအုပ်စုတွေရောအကုန်လုံးရောအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်မယ်ဆိုရင်တော့ဘာတူလဲဆိုတာဒီမှာဖြစ်ပါတယ်ဟုတ်ပါတယ် ဟိုမိုက်ခဲ့ပါပဲ။ဒါတော့တီတာယူမန်ကိုပြည်သူတွေလက်ထက်ကိုမရရအောင်အပ်မယ်လို့ကတိရေးပေးထားတဲ့ဟိုမိုက်ကဖြစ်ပါတယ်။ဒီလိုပဲပေးထားတဲ့အတိုင်းပဲတကယ်လဲစ조사ပန်းစားနဲ့တိုက်ပွဲတွေဖော်ဆောင်နေတာလည်းအားလုံးသိရှိမှာဖြစ်ပါတယ်။ဒါပေမဲ့စကိုင်းတိုင်းမှာကတော့အင်အားတွေများနေမဲ့စုဖွဲ့မှုအားလုံးစုပေါင်းမှုကတော့နည်းနေသေးတယ်ဖြစ်တဲ့အတွက်အောင်မြင်မှုကတော့လိုတော့မရသေးပါဘူး။ဒါပေမဲ့လဲဟိုမိုက်ခဲတယောက်လက်တိုက်ကဂျာမဲလီများအဖွဲ့ကဟိုမိုက်ခဲတယောက်ဒီနေတာကလာတွေမှာဘလူးဖြတ်တန်းခဲ့တယ်ဆိုဒီဗီဒီယိုလေးမှာတွေ့ရှိမှာဖြစ်ပါတယ်အကြည့်အသေးမျိုးတွေပြန်လည်းမျှဝေပြည့်ခြင်းဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ရဲ့ကြော်တိုင်းရေဘော်တူကိုအားပေးလိုက်ကြပါအောင်ဗျာ ဘယ်စားဖြစ်ခဲ့တဲ့အချိန်နဲ့အခုဖြစ်နေတဲ့အချိန်လေးနဲ့တမန်ကြောင်လေးပြောပြပါဦးပါအဲကျွန်တော်တို့ဒီတပွဲစားပြီးတော့ဘုံတော့ဒီထောင်ပြည့်တဲ့အချိန်အားဆိုရင်ကျွန်တော်တို့ဒီမလာပိုင်းတည့်ရနေပါတော့2021 2022ပေါ့အဲကျွန်တော်တို့ဒီရှမ်းမြောက်ပေါ့နော်ရှမ်းမြောက်ဒေသပေါ့နော်အဲဒီမှာကျွန်တော်တို့ဒီစစ်ပညာပြင်တယ်စစ်ပညာပြင်ပြီးတော့ကျွန်တော်တို့ဒီတက်ခိုက်ရေးပေါ့5ဦးရေထောက်ပို့ရေးပေါ့2ဦးရေပေါ့နော်ကျွန်တော်တို့စုစုပေါင်း9ယောက်နဲ့ကျွန်တော်တို့ဒီအညာဘက်ကိုပြန်ဆင်းလာနိုင်ခဲ့ပါတယ် အရင်ဆက်လာပြီးတော့ကျွန်တော်တို့ဒီ2022ဘောတော့ကျွန်တော်တို့၅လပိုင်းဒီရက်နေ့မှာကျွန်တော်တို့အဲ Mission Blood Tiger ဘောနော် Epic Tech ဖွဲ့ဆိုပြီးတော့ကျွန်တော်တို့ဒီစပြီးတော့ကျွန်တော်တို့ထူထောင်ပြစ်ခဲ့ပါတယ်ခင်ဗျာဟုတ်ဒီခုချိန်မှာတော့ကျွန်တော်တို့အင်အားရရှိရှိနေတဲ့ကျွန်တော်တို့ MVD တက်တစ်ခုအနေနဲ့ဆက်အာနာရှင်ကိုကျွန်တော်တို့မြေပြတ်တိုက်ဆိုပြီးလုပ်ငန်းရှင်တွေမှာအားကျွမ်းမှန်တဲ့နဲ့ကျွန်တော်တို့အကောင်ဆုံးလုပ်ကြရပါတယ် ရုံးကန်နေရတာတော့များစွာရှိပါလိမ့်မယ်။ဟုတ်ကဲ့ပါဘူး။အခုတော်တိုင်းလေးနှစ်ကာလမှာတူတက်ကြောင်းလဲမှုအခြေအနေတွေရောပြောပြောပြီးပြောပြောပြီးပါဘူး။တူတက်ကြောင်းလဲမှုအခြေအနေကတော့များစွာရှိကြဘုန်းတော်။အဲအထူးသဖြင့်ကျွန်တော်တို့အရင်တော့ကဟိုတူမီနဲ့စားခဲ့တဲ့ဂျင်ပီနဲ့စားခဲ့တဲ့အညာတွေကစက္ကသတွေလာပြီးဆိုရင်ကျွန်တော်တို့ကခုခံစစ်ကို9မိနစ်ထက်တောင်မှပိုမလုံနိုင်ဘူး။ပြန်ဆုတ်ပြီးရတဲ့အနေအထားတွေမှာရှိရဲ့။ သူတို့တွေပေါ့နော်ယသပီပီတက်ခတ်တာတွေပရင်းကျင်တာတွေအဲပေါ့နော်မိရှူတာတွေကျွန်တော်တို့ခေါင်းမဲငုတ်ကြည့်နေခဲ့ရတဲ့နေသားပေါ့နော်အခုချိန်မှာတော့အရာအလုံးကပြောင်းလဲသွားပြီပေါ့ကျွန်တော်တို့အညာတိသမှာရှိတဲ့တက်တွေအနေနဲ့စီးရွတ်ကြုံတွေပေါ့နော်တိုင်းသားတက်တွေနဲ့ကျွန်တော်တို့ဖလေယူခဲ့တဲ့အတိုင်းသားတွေရှိတယ်အဲတူတွဲပြီးတော့ဘောနောအဲကျွန်တော်တို့စစ်ပညာရှင်တွေနဲ့တိုက်ခိုက်ခဲ့တာရှိတယ်အဖြစ်ချက်မှုတွေလည်းများစွာရှိခဲ့တာပေါ့နော်အဲအခုအနေထားမှာကျတော့အညာဒီတာမှာရှိတဲ့တက်ဒီတွေတော်တော်များများမှာစစ်ရေးဒုက္ခုံတွေရင်းကျက်လာပြီ ဆေးတွေးကြုံတွေများစွာရှိတာအဲ့လိုမျိုးအနေအထားတွေမှာရှိတယ်ပြီးရင်ကျွန်တော်လက်နဲ့ခဲရမ်းတဲ့ပတ်သက်တဲ့ဟာတွေအနေငယ်တောင်းတင်းလာတာရှိတယ်အဲ့တော့ကျတော့အရင်တော့ကျွန်တော်တို့ခုခံစစ်တောင်းကောမပြင်နိုင်တဲ့မပြင်လာနိုင်တဲ့အခြေအနေကနေပြီးတော့ဗောနော်အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီခုခံစစ်ဟိုကောင်းကောင်းကြီးထိန်းထားနိုင်အောင်သာမကဗောနော်နေမီဒီရလာတာတွေရှိတယ်ပြီးရင်တံမြန်ထိုးစစ်အဲ့လိုအနေအထားတွေထိပါကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်တဲ့အနေအထားတွေမှာရှိတယ်ရန်သူအနေနဲ့ဗောနော်ကျွန်တော်တို့ဘက်ကထိုးစစ်ဆင်မှုနေနေတာသူတို့လက်ရှိရှိနေတဲ့နေရာလေး မကြဆုံးကြီးဘူးပဲသူတို့အသေးအတန်ကာနေရတဲ့အနေအထားမှာရှိတယ်ဟုတ်ကဲ့ကိုကြီးလေးနှစ်တာကာလအတွင်းအမတ်တရလေးဆိုလို့ရှိရင်ဘာညာဖြစ်နိုင်မလဲကိုကြီးအဲအမတရားတွေကတော့ကျွန်တော်တို့ပြောရမယ်ဆိုမကုံနိုင်ဘူးနော်လေးနှစ်တာကာလအတွင်းမှာများစွာရှိကြပါတယ်အမတရားတွေအားလုံးကအဲကျွန်တော်တို့ဒီတိုက်ပွဲတွေလည်းအများကြီးရှိကြတယ်အထူးသဖြင့်ပေါ့နော်ကျွန်တော်အမတရားကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီရေချိုးပေါ့နော်ရေချိုးကျွန်တော်တို့ဒီညညနေစကန်ကိုတိုက်တဲ့ချိန်မှာအဲကျွန်တော်တို့ဒီ ကျွန်တော်တို့နောက်ကရန်သူကရောက်နေပါတော့ဝလုံးတစ်ဖက်ကကွာလောက်မှာရောက်နေဒါပေမဲ့ဒီကောင်ကကျွန်တော်တို့ကိုစိမ့်ပြီးလည်းပြည့်နေဒါပေမဲ့ကျွန်တော်တို့ကမမှန်ဘူးပေါ့နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ကုတင်တူထင်ပေါ့နော်အဲတိုက်ရတဲ့ချိန်ဗတဲ့ဆိုင်ရတဲ့ချိန်မှာအတိရမလားအဲကျွန်တော်တို့ဒီရုံးကန်ခဲ့ရတဲ့အနေအထားတွေပေါ့နော်ဖြစ်ပြက်သွားတဲ့အရာတွေပေါ့အဲကျွန်တော်တို့ဒီတိုက်ပွဲတွေမှာပေါ့နော်သွေးဆူပြီးတော့ကျွန်တော်တို့ဒီအဲအပြန်လှန်တိုက်ကြတယ်ခိုက်ကြတယ်ပေါ့နော် အဲကျွန်တော်တို့ဒီစကန်းကိုမရအောင်တိုက်မယ်ဆိုရဲကျွန်တော်တို့စိတ်နှစ်ထားပြီးတိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တိုက်တယ်။ဒါပေမဲ့အနေထားတစ်ခုရပါဘောနော်ကျွန်တော်တို့ဒီကင်းပေါက်သွားတယ်ဘောနော်ကျွန်တော်တို့ဘက်ကကင်းကျိုးပြီးတော့အဲရန်သူအနီးကကျွန်တော်တို့နဲ့ဝင်လာတဲ့အချိန်မှာလူရောသွားတဲ့အနေထားပေါ့လူရောထွေးပြီးတော့ကျွန်တော်တို့ဒီအဲဝရုံသုံးကားတွေဖြစ်ပြီးတော့ဘောနော်အဲဘောနော်ကိုပြည့်သူပြည့်တွေဘောနော်ဖြစ်ကြတယ်ဘောနော်ဒီအနီးကတွေပဲအဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ရဲဘော်တွေထိတာတွေများတယ်ဘောနော်ရှိတယ်သူတို့ဘက်ကလည်းကြာဆုံးတာတွေထိတာတွေမျိုးအဲတို့အချိန်တွေကတော့ကျွန်တော်တို့ဒီမိရမယ်အနေထားတစ်ခုတော့မဟုတ်ပါဘူး ကဲလက်ရှိဒေါ်လာရဲ့အခြေအနေသုံးသက်ချက်လေးပြောပြပါဦးလက်ရှိဒေါ်လာရဲ့အခြေအနေသုံးသက်ချက်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့အဲမကြာခင်ချိန်တွင်းမှာကျွန်တော်တို့လူချင်းတဲ့ပန်းတိုင်တစ်ခုရောက်တော့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲဘာကြောင့်လဲဆိုတော့ကြတော့အဲလက်တွေ့ရှိမျက်နှာပြင်မှာသုံးတော့ကျွန်တော်ပြောခဲ့ဘူးဆိုလို့ပေါ့နော်အဲကျွန်တော်တို့ဒီအရှင်တော့ကောင်းကောင်းတော့မထိန်နိုင်ရတဲ့နေရာတွေအခုဆိုရင်ကျွန်တော်ထိန်းနိုင်ဝင်စင်မှာကတံပြထိုးစစ်တွေရန်သူနယ်မြေတွေကိုဆက်ပြီးတော့တိုးချဲ့သိမ်းပိုက်ဖို့အတွက်ပါကျွန်တော်တို့ကပြင်ဆင်နေတဲ့အနေအထားမှာရှိတယ် လူဘက်ကဘုံခုခံစစ်ကိုမကြရေးတူကမနေဘူးဘုံတော့အပေါ်တာကြီးဆွဲလိုက်ဘုံတော့လေချောင်းတွေတုံးလိုက်အရင်တော့လေချောင်းဆိုတာတိုင်းသားဘက်မှာပဲတုံးတာပေါ့အညာဘက်မှာတုံးတာရှားတယ်ဒါပေမဲ့ခုဆိုရင်တော့အညာဘက်မှာနေတိုင်းလူလူမှာဘုံတော့လေရင်မျိုးစုံတုံးတယ်ဘုံတော့ဂျပိုက်တာ MI35 ဘုံကျဲလေရင်ဘုံတော့အဆဘုံတော့အကုန်လုံးကိုတုံးနေတဲ့နေသားဘဟာဝိစာရောအဆဘုံတော့ အဲ့လိုမျိုးနေသားတွေမှာဆိုရင်ဒါတွက်ချင်ကြည့်လိုက်တာအဆိုးတွေကကောင်းမှာဗျာနော်ကျွန်တော်တို့ဒီရွာတွေဘုံတွေကျဲခံရတယ်မကောင်းမှန်တယ်ဒါပေမဲ့တခြားစနစ်တခြားတွေးကြည့်လိုက်မယ်ဆိုရင်သူတို့ကအညာဒီသားလို့နေရာမျိုးတော်မှဘေးချောင်းတုံးနေပြီဆိုရင်သူတို့ရဲ့စီးချင်းတွေဘလောက်ထိတော်ကြာဆုံးနေပြီလဲသူတို့ရဲ့ဘောတော့ဘဝနီကုန်းချုပ်ကဘလောက်ထိနှိစက်နေပြီလဲဆိုတော့ကျွန်တော်တို့တွေးချလို့ရပါတယ်ဒါကြောင့်မို့ကျွန်တော်ကတော့အကြံဉာဏ်ချင်းလေးမှာကျွန်တော်တို့လူချင်းနဲ့ပန်းလိုက်ကျွန်တော်တို့လူချင်းနဲ့ဒီမိုကရေစီနိုင်ငံတစ်ခုကြားမယ်လို့ပြောပြပါတယ် ကိုအနေနဲ့ပြည်သူတွေကိုဘယ်လိုဆက်လက်တိုက်တွန်းကြည့်ပါသလဲအဲ့ဒီကတော့ပြည်သူတွေရဲ့နေရဲ့ဘောနော်အထူးအထူးသဖြင့်ဘောနော်စကားသားရဲ့လေချောင်းတိုက်ခိုက်မှုဟိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘောနော်ဒီအဲကျွန်တော်တို့ပြည်သူထိခိုက်မှုကပိုများတယ်ဘောနော်ဒီအဲတော်လိုင်းရဲဘော်တွေထိခိုက်မှုတက်ပြည်သူထိခိုက်မှုကပိုများတယ်ဘာကြောင့်လဲဆိုပြည်သူမှာဒီစစ်တွေ့ကြုံနေမရှိဘူးအဲစီရေးနဲ့ပတ်သက်တဲ့ပညာပေးတွေမရှိတဲ့အတွက်ဘောနော်အဓိကအဖြစ်ဘောနော်လေချောင်းရကာကွယ်တဲ့အရာမှာအိမ်တိုင်းအိမ်တိုင်းမှာဘောနော်ဒီလေချောင်းရကာကွယ်မှုတော့ဘုတ်ကူချင်းတွေတူထားဖို့လိုတယ်အဲ ပြီးလို့ရှိရင်ကျွန်တော်ဒီတော်လိုင်းရေးမှာအခက်အခဲတွေရှိတယ်ဘယ်တော့အဲစိတ်ညစ်စရာတွေများစွာလည်းရှိပါဒါတွေအကုန်လုံးကိုကျွန်တော်ကြော်လာနိုင်မှရဘယ်အောင်မြင်မှုဘိုးမှကျွန်တော်တို့လွယ်လွယ်နဲ့မရပါဘူးဥပမာဆိုပါဆိုကျွန်တော်တို့နည်းနည်းလေးလူချင်းနည်းနည်းလေးပေးဆက်ပါအခုကျွန်တော်တို့ယူနေတဲ့အရာကျွန်တော်တို့အနာဂတ်ကြီးတစ်ခုတော့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကြီးတစ်ခုတော့ကျွန်တော်တို့တိုင်းပြည်တစ်ပြည်လုံးရဲ့ကောင်းစားမှုတစ်ခုတော့ကျွန်တော်တို့လုပ်တာဖြစ်တဲ့အတွက်ကြည့်ရတော့ကြီးတယ်ကျွန်တော်တို့အသက်တွေကျွန်တော်တို့အနာဂတ်တွေကျွန်တော်တို့ရဲ့လွတ်လပ်မှုတွေအားလုံးကိုပေးဆက်ပြီးရင်းပြီးတော့ကျွန်တော်တို့ ဘောတော့လောင်းကြီးထက်ပြီးတော့ကျွန်တော်တို့အနိုင်တိုက်နေရတာဖြစ်တယ်။ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့လည်းဘလောက်ပဲခရင်ခရင်ဘလောက်ပဲခက်ခဲတဲ့အခြေအနေမှာပဲဖြစ်ဖြစ်ဒီတော်လိုင်းကြီးမှာစိတ်ပြတ်မသွားတဲ့မဲ့ဆက်လက်ပြီးတော့တောက်ခံပေးဖို့ကျွန်တော်မြစ်တာရဲ့ခံစင်တာပါ။